ကင်းနီပြည်နယ်ထဲကငွေလဲလှယ်တဲ့ဆိုင်တချို့မှာငွေဆက်ကူအထုတွေပလာတဲ့အတွက်ဂရုစိုက်စစ်ဆေးကြဖို့ဒေသခံတွေကြားမှာသတိပေးနေကြပါတယ်။နင်းနင်းပေးပို့ထားပါတယ်ခင်ဗျာ။ကင်းနီပြည်နယ်မဲဆက်မြို့နယ်နဲ့ရှမ်းပြည်နယ်ဆက်ကဖက်ခုံမြို့နယ်တို့မှာငွေလဲလှယ်ရမှာငွေဆက်ကူအထုတွေထပ်လိုက်ပါဝင်နေတာကြောင့်ဒေသခံတွေစစ်ပေးဆောင်ပြည်သူတွေသတိထားဖို့လိုအပ်တယ်လို့ငွေလွှဲငွေထုတ်ပြုလုပ်သူတွေကပြောပါတယ်။ပြီးခဲ့တဲ့မေလပထမပတ်တုန်းကငွေလွှဲငွေထုတ်ဆိုင်မှာ ငွေလွဲသူကငွေကျပ်၁၀သိန်းလဲချိန်၈သိန်းကငွေဆက်ကူအတုတွေဖြစ်နေတာကိုကြုံတွေ့ခဲ့ရပါသေးတယ်။ငွေဆက်ကူကြီးလိုက်တော့လေတအားကြီးအေဖိုးပုံစံမျိုးဒါလာဆက်ကူပုံစံမျိုးနဲ့နေရတယ်။ပြီးတော့အင်္ဂလိပ်အခေယာမာရောပမာအခေယာမာရောရည်တာနဲ့တပေါင်းဆိုတော့အခေယာမာရေအကုန်လုံးတခြားလေးကြီးလိုက်တဲ့ဆိုရင်အစ်စ်ကကျွန်တော်နည်းနည်းကျန်းနေတယ်။အတုမှဆိုရင်သူကမိတ်တူကူရတာချစ်တဲ့အတွက်အဲ့ဒီစလုံးတွေကလည်းဖောင်ချောမဟုတ်တော့အကန့်ကြီးလိုက်တာနဲ့အလိုကြကြဲနေမှဖြစ်ဘူးလုံးဝစာရွက်တွေတကယ်နဲ့ဖြစ်နေတယ်။ပြီးတော့ငွေကျုံးမာရေအစ်စ်ဆိုရင်ဒီငွေဆက် က်ကုတ်ကုလုံးမှာတော့အပေါ်အောက်ကိုပြုတ်ထားတယ်တချို့လုံးဒါပေမဲ့အတူမှကတော့ဒီငွေကြိုးကမြုပ်ထားတော့မိတုကူထားတဲ့အတွက် copy လုပ်ထားတဲ့အတွက်သူကအပေါ်ရံရဲ့ပါတယ်အဲအဲ့လို channel တွေနဲ့တခြားကြည့်လိုက်ရင်တော့အစစ်နဲ့တူအောင်ခွဲတက်ပါတယ်ဒါပေမဲ့အဲဒါမှန် you ပဲဒီလိုကြည့်လိုက်မယ်ဆိုရင်တော့စေသားတွေအစအကုန်လုံးကတော့လုံးဝအစစ်နေပါတော့တူတယ်ငွေဆက်ကူအတူထုတ်လုပ်သူတွေကလည်းတပေါင်းနံကိုအဓိကထားတူပထားတာပါ ဧပြီလ၄ရက်နေ့မှာလဲမဲဆက်ကငွေလဲလှယ်တဲ့ဆိုင်မှာငွေဆက်ကူအတုတွေလဲလှယ်မိခဲ့သူတွေရှိနေပြီးတခြားသူတွေလည်းကြုံတွေ့လာရတဲ့အတွက်သတိထားကြဖို့လိုအပ်နေတာပါတော်တော်ဆိုးတာဘုံနော်ဒီမှာလောဘတွေရောဘာညာတွေရောဥပမာတရမ်းချမ်းသာတဲ့လူစီငွေတုတတောင်းတသိန်းလောက်ရောက်တော့တာကိစ္စမရှိပေမဲ့တနည်းလုံးမှတနည်းစားရတဲ့လမ်းမေးစည်းတွေလူစီကိုအဲ့ပတ်စံတတောင်းလောက်ကအတုတတောင်းရောက်သွားရင်သူ့အတွက် သွားပြီပဲလေနော်အဲအဲ့ဒါမျိုးဆိုကျွန်တော်တို့ဘယ်လိုဖြေရှင်းပေးကြမလဲဒီတနည်းလုံးမတနည်းစားရတဲ့လူတွေအာစပီရှယ်နေစီလုံးလက်မဖြစ်နေတဲ့သူတွေစီဒါတွေရောက်သွားရင်မလွယ်ဘူးလေနော်ဒါကပမှန်ကြည့်လို့ကိုရပဲအဝမ်းဝမ်းပြီးတော့တိုက်ဖြည့်ရမယ်ပေါ့နော်ပြီးတော့ငွေရည်ရဲခါယူရဲခါကြရင်လည်းတခြားလေးရည်ပြတ်ပြီးတော့ယူကြဖို့ပေါ့တကယ်ထုတ်တဲ့ငွေတထုတ်နေနေရာတွေကိုလည်းတတင်းရရနဲ့ပိတ်ဆို့ပြီးဖမ်းကြဖို့ပေါ့လေ လူမှုကွန်ရက်စာမျက်နှာမှာလည်းငွေအတုလဲလဲရေး page တွေအကောင့်တွေရှိနေပြီးငွေအတုနဲ့အစ်စ်ကိုစယ်ဆတစနှုံးနဲ့လဲလဲနိုင်တယ်လို့ကြေညာထားတာတွေရှိနေပါတယ်။ငွေဆက်ကူအတုတွေကိုလည်းအမျိုးမျိုးအနေနဲ့ကလူတွေကမှားယူနေတဲ့အတွက်ဂျပန်နဲ့ထုတ်ပြီးပို့ဆောင်နေရတဲ့ပုံတွေလည်းတင်ထားကြပေမဲ့တကယ်ပဲငွေဆက်ကူအတုတွေရောင်းပေးနေတာလားဆိုတာကတော့အတိမပြုနိုင်ပါဘူး။ငွေဆက်ကူအတုတွေစပေးရှောင်တဲ့ဒေသခံတွေစီမရောက်စေဖို့အတွက် ငွေသားယူတဲ့အချိန်မှာတတိထားစစ်ဆေးကြဖို့လိုအပ်ပြီးအတုတွေတွေးခဲ့ရင်လည်းသက်ဆိုင်ရာဖွဲ့စည်းတွေကကင်တွယ်ဖြည့်ရှင်းပေးဖို့လိုအပ်တယ်လို့ပြည်သူအချင်းချင်းတတိပေးကြတာတွေရှိနေပါတယ်။ဒီမှာနင်းနင်းမှာ